2025ခုနှစ်မတ်လ28ရက်နေ့ဆန္ဒနာရီ51မိနစ်အချိန်ခန့်တွင်ပြင်အားရစ်စတစ်ကခွန်သတ္တမခွန်အစင်ရှိအင်အားလွန်ပြင်းငလျင်လောက်ခတ်မှုကြောင့်ရှမ်ပြည်နယ်အတွင်းမြို့နယ်18မြို့နယ်၌သာသနိကအဆောက်အဦများဌာနအဆောက်အဦများလူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများလူသေဆုံးမှုများနဲ့ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်ရှမ်ပြည်နယ်တွင် ထိခိုက်ပျက်စီးမှုများသည့်ညောင်ရွှေမြို့နယ်အင်းလေး ဒေတာမှငလင်ပေးတဲ့သင်သူများ၏စကားသံများကိုလည်းယခုလိုကြားသိရပါဗယ်။ကျွန်တော်ကကျောင်းနာမည်ကတော့ကုစောသေးတယ်။ဒါမဲ့ဒီရောမှာကျွန်တော်ပြင်ခဲ့ရနေတာ။ကျွန်တော်အနေနဲ့တော့ဒီလိုတကားမှလည်းမချုံသေးဘူးပဲ။ဒါမဲ့ဒီအတက်ကြီးတဲ့90ကျော်ကိုကြီးတွေမေးကြည့်ပြန်တော့လေတယောက်မှမတွေ့ချုံဘူးပေါ့။ဒါမဲ့ကျွန်တော်အနေနဲ့ဒီလိုမျက်စိရှိမှပဲမြင်ကြရတော့လေကျွန်တော်တို့ဝင်လဲဝင်နေတဲ့ဟိုရလဲခံကြအောင် ဲဒီငါတော်ဝင်ကြီးတွေတဲ့တာဟိုဒီကျွန်တော်တို့ဒီရန်လဲဝင်တာပါတယ်ဒီလိုအခုလာသူပြေးတဲ့ပုပ်ပုပ်ပြေးတယ်ကျွန်တော်မြင်တွေ့တယ်လေကျွန်တော်တို့ဟိုဟိုဝင်လဲဝင်တာတယ်လို့ဝင်လဲဝင်နေမိတာပါဝင်စီအတီတီရလာတယ်ကျွန်တော်တို့ရွာဆိုလို့ရှိရင်ဘုဒ္ဓဘာသာလူမျိုးဆိုတော့ဘုံเจ้าလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့တော့ဟိုကိုကိုကိုယ်တဲ့ဘာသာကြီးပြူလဲသွားတယ်ဟိုဘုံဘုံတို့ကလည်းနေကြမရှိဘူးအဲ့ဒါနဲ့ ဟိုဒီကလည်းကျိုးမပြတ်တော့တော့ဖြစ်မိတာပေါ့ဒီမှာလာစုတမ်းတဲ့ပုဂ္ဂိုလ်လည်းဘုံကြောင်လည်းဆောက်လောက်ပေးမယ်ရရမှာလေလူတဲတဲ့လူတွေကလည်းလုံးဝကုန်းကောက်စရာမရှိအောင်ဖြစ်ခဲ့ရမှာအဲ့အတွက်လည်းကျွန်တော်ရန်ဝန်နေပါတယ်ဟုတ်ကဲ့ဗျာဟိုရေးထိုင်ရေးဆိုလည်းတရားမအဆင်မပြေကြတော့ဘူးဗျာဟိုစားဖို့တောက်ဖို့ဆိုလည်းဘုဖက်ပကံမစားအဆင်မပြေကြတော့ဘူး ဒီကျွန်တော်တို့ရွာနွန်ထဲမှာနေရတော့ဒီလိုအကုန်လုံးကိုနွန်ထဲကိုဝင်သွားတယ်လို့ဖြစ်ပြီးတော့ဟိုနေရေးထိုင်ရေးအဆင်မပြေတယ်လို့စားဝတ်နေရေးလည်းအဆင်မပြေဘူးပြ။ခေါင်းတုံးရည်နဲ့လည်းကျွန်တော်တို့ရွာမှာတုံးနေရေးရတော့အဆင်မပြေတော့ဘူးပြ။တော်တုံးရည်နေနေတော့ဒီရွာပြာဒီဖလိုက်တာတို့မျိုးလာတန်းကြတယ်အဆင်ပြေတော့ဘာလဲနာမည်အစလဲဆုတော့ဘာရှိ ်မှာတော့ကီလာရွာရဲ့ငောင်ညောင်ကိုမှရှိတယ်။ဒီမှာပဲအချင်းကြတော့ကျမတို့အကြောင်းကိုစော်လာပြီးတော့အကြောင်းကိုဟိုအဲ့ကိုအတင်းကြီးမျိုးဒီအရရှိပုံတော့ခါလို့လေပုံဆုံးနေတဲ့ဒါသူကြီးနေတဲ့အတော့လေဒီဒီရဲ့အကုန်ကိုဟိုအတင်းရှင်ကြီးအထွေးကိုသူသူစစနဲ့လို့ပြီးတော့ပုံကြီးပြီးတော့ပုံကြီးမာရိုနီကတော့တကယ်ဆိုအချိုးကြီးပါရရှိတယ် အဲ့ဒီကျိုးတဲ့တဲ့မှာပဲအကုန်ထွက်ပြီးခုံးတော့အပြည့်စီးညံလိုက်ပြီးတော့အပေါင်းချောင်းရဲ့ဒီမှာအိုက်မှမရှိဘူး။ကျန်နေအဲ့ဒီလည်းမနေရတဲ့ဒီမှာကျတော့ဟောရှိရပြတ်တော့ဆိုတော့မနေရရောက်ရှိ။အကြောင်းအပေါင်းလမ်းဒီမှာရှုလဲမော်တော်ဆိုင်ဒီမှာပေါ့အဲ့လိုအမှုအကန့်နဲ့နေပြီးတော့အခုပဲနေရှိတယ်။ဒီကြေးကြတော့ကျမတို့ကအိမ်မှာပေါင်းမိရတဲ့ရှိ အဲ့ဒီမှာကခဏရည်ရည်သေးလေးတော့ဒုံးပြီးမနေရဘူးဆောဝနေရကြတော့ဘူးဒီဒူဒူလေးကအကုန်းထော်ပန်းနဲ့ထော်ပန်းချင်းနဲ့ပဲဆက်နေဖြစ်ဆိုဘာဘီဒီရေဒီစီလို့လည်းရတော့ဖျားရဲ့ညွန့်ချစီအသိအကုန်းနဲ့တက်တက်ရပါချင်း ခက်ခဲလေးကြတော့ဒီအိမ်ပေါ်အိမ်ကြီးပေါ်ရောက်ရှိတဲ့ခက်ခဲကတော့ရှိခဲ့ရှိသောင်းဝနည်းဆိုတော့အားလုံးဆောင်ပေးမှုနဲ့ဒါရက်စနီအားရှိတော့တော့မြကြတော့ဘူးလဲအလူရှိနေတာပဲတာဘူးပြီးတော့တော့မြရှိတယ်အော်ဒီတော့ဒီမှာရေတွင်ရေကောင်းတဲ့တမရှိမှု။ဘောင်းရေတွေလည်းအခုခက်ခဲဖြစ်တော့။ချူရီမှာသာအခုခက်ခဲဖြစ်ဆုံး။တော်တော်နမေကူလတ်ပါ။ကေးလိုက်အင်းရှန်ကေးလာအောက်စုဆရာကြီးရွာဖြစ်ပါတယ်။ အခုလိုကျွန်တော်တို့28ရက်နေ့ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ငလင်တန်ကြောင့်တခါမှမကြုံဘူးခဲ့တဲ့အဖြစ်အပျက်လေးကြုံခဲ့ရပါတယ်ကျွန်တော်အတန်းနဲ့ဆိုလဲဒါပထမဆုံးအချိန်မှာကျွန်တော်တို့ရွာဆိုရင်ရခိုင်နှုန်းတရရခိုင်နှုန်းအထိပျက်စီးသွားခြင်းဖြစ်ပါအခုမြင်တွေ့နေရတဲ့မြင်ကွင်းအသိမ်းပဲဆရာကြီးဖုန်းတော့ကြီးကျောင်းဆိုရင်လည်းနေပေါင်း100လောက်အရှိနေရှိတဲ့ကျောင်းပါ။နောက်ဒီကျောင်းကလည်းရက်ကြီးလေးရက်မှပါတယ်ကျောင်းဖြစ်ပါတယ်။ကျွန်တော်တို့ ဟောင်းတို့ဖျားဒေတာဆိုင်ကြွားရှိတဲ့အခါမှာလည်းဒီကျောင်းမှာညာချိန်တဲ့ကျောင်းဖြစ်ပါတယ်ဆရာကြီးကျောင်းဖြစ်ပါတယ်ဟိုခေကာလပျက်စီးတော့မှဒီဒေတာဆိုင်ကြွားရှိတဲ့ချိန်မှာဆရာကြီးအပါတယ်နေရာထဏဖြစ်ပါတယ်အဲ့ကျောင်းတော့အခုလိုပျက်စီးရတယ်မှာအင်ရှီကတော့ကျွန်တော်တို့ဆရာကြီးရကဒီဟာ35အင်ဖြစ်သွားတယ်ဦးစားလေးဆိုတော့ကျွန်တော်တို့နေရာနဲ့တူစားရှိပါတယ်အဲ့ဒီမှာအကုန်လုံးပျက်စီးဆုံးရှင်းသွားပြီဖြစ်ပါတယ်တော့ခုဆိုးတာကကျွန်တော်တို့ဆရာကြီးရကဘယ်လိုမျိုးပျက်စီးသွားလို့ဆိုရင် အတိကဆရာကြီးကျောင်းဆရာကြီးကျောင်းမင်းဆရာကြီးကျွန်တော်တို့တာနာနာရေးမှာအထွတ်မြတ်ထားတဲ့ဆရာကြီးဟိုတိန်ပေါ့နော်တိန်ဆိုတာလည်းဟိုအကြီးကြီးတဲ့အဆောင်ဖြစ်ပါတယ်တိန်ဆရာနောက်တစ်ခါအေးဆွန်စားဆောင်တွေမှာစအကုန်လုံးတာနာရေးနဲ့ပတ်သက်တဲ့အဆောင်ဥပဒေများအကုန်လုံးပြည့်စုံဆုံးသွားခြင်းဖြစ်ပါတယ်နောက်တစ်ခါစာတင်ကျောင်းစာတင်ကျောင်းကလည်းတုံးလို့မရအောင်ဖြစ်သွားပါတယ်ကြာတော့အကုန်လုံးခုနကကျွန်တော်ပြောသလိုပါ ရခိုင်တော့အပြည့်ကျွန်တော်ဆရာကြီးကထိခိုက်ထားခြင်းဖြစ်ပါတယ်။အဲ့လိုကထိခိုက်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကလည်းဒီကုညီရလက်မဲ့ဖြစ်တဲ့အချိန်မှာအချိန်မီပဲနိုင်ငံတော်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေလည်းအကုန်လုံးရောက်ရှိလာပါတယ်။ညာဥပိန်ကလေးကလည်းတတင်းနဲ့ပြန်လာတယ်။ညာဥပိန်ကလည်းဒေတာနဲ့နှီးတဲ့လုံချုံရေးတာဝန်ခံတွေရဲစခန်းတွေမိတ္တတဖွဲ့တွေဒေတာခန်းအနီးအနားကပလိုက်တာဖွဲ့တဲ့အကုန်လုံးရောက်ရှိလာပြီးတော့ဝင်ဝေါင်းပြီးတော့ကုညီဖြစ်ချင်းနေကြပါတယ်။အခုလက်ရှိမြင်တွေ့နေရတဲ့အချိန်မှာ ဖြတ်တဲ့လူကလည်းဖြတ်နောက်ဟိုကူညီတဲ့လူကပိတ်ရလဲအကုန်လုံးရောက်ရှိလာတယ်ဆိုတော့ဝန်ဝန်လည်းဝန်တာပါတယ်အခုအထူးအတန်းတွေကလည်းနည်းနည်းမဆိုးရောက်ရှိလာချင်းဖြစ်တဲ့ဝန်မြောက်ဝန်တာဖြစ်နေပါတယ်ဒါပေမဲ့ဒီလက်ရှိရှိနေတဲ့အကုန်လုံးနဲ့လက်မထူမင်သေးပါဘူးအဲ့ဒါလို့ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ဆင်ရဆင်ရတီတာအဲကူညီတဲ့ flight အဖွဲ့တွေနောက်ကူညီပေးကြတဲ့လူကြီးမင်းတွေကလည်းဌာနဆိုင်အဖွဲ့စည်းကလည်းဆက်လက်ပြီးတော့ကျွန်တော်တို့ ကူညီပြန်လန်နလန်ထူနေအောင်လဲကူညီပေးဖို့လဲဟိုတောင်းဆိုပါတယ်ညော်လဲညော်ညော်လင်းပါတယ်နော်အခုဒီလိုကျွန်တော်တို့ဖြေကြအတိပေးရတဲ့အတွက်လဲကျွန်တော်အနေနဲ့ဟိုဟိုဝမ်းဝမ်းမြောက်မိပါတယ်ကိုရဖြစ်နေတဲ့အဖြစ်အဆင်းကိုလဲပြောပြမိတဲ့အတွက်လဲရင်ဖွင့်ရတယ်လဲဟိုနည်းနည်းလေးဖြစ်တာတော့ပေါ့နော်နောက်တစ်ခါယခုလိုကျွန်တော်တို့ဆရာကြီးရွာကို အေးတကြီးအေးတယူလာရဲ့ကိုကြီးဆောင်ပြည့်ပုံကူလေးနောက်တစ်ခါအခုလိုဒီ တနင်္ဂနွေလုံးတည်သွားအောင်လာရောက်ပြီးတော့မေးမြန်းပြီးလူအသားတွေကိုကူညီပေးမဲ့ဒီကကြာကြာရဲ့အဖွဲ့ကိုလည်းအထူးကျွန်တော်ကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြောရှင်းပါ့မယ်။